မင်္ဂလာပါရှင်တနင်္လာနေ့နေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒဝဲအရှိတော်ဒေသမှာရှိတဲ့ဒဝဲခရိုင် PDF တက်ရင်တစ်စခန်းမီးရှို့ခံရတဲ့သတင်းဗုတ်ပြင်းဒေသထွက်ငှက်တိုက်အကြမ်းဈေးကျနေတဲ့သတင်းစစ်မှုထမ်းတင်နန်းစင်းနှစ်ဦးဒေါနာတက်ရင်ထံထပ်မံဗတ်ပြောင်းခုလုံလာတဲ့သတင်းမဟာချိန်ကမြန်မာလုံသားတူမျက်စိလှူဒန်းတဲ့အကြောင်း ယူကရိန်းမှာဥရောပတပ်တွေထားမဲ့ကိစ္စခွင့်မပြုဘူးလို့ရုရှားသတိပေးတဲ့သတင်းနဲ့ရွှေနဲ့ဗစီစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တဝဲအရှိတော်ဒေတာညာဖျားရွာနီးကတဝဲခရိုင် PDF တရင်တစ်စခန်းကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးတယ်လို့ဒေတာကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ဒေတာခန့်တချို့ကပြောပါရယ်။ရေဝိုင်းရွာကနေပကားကြီးရွာဖက်ကိုအင်အားရာချီတုံးပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ ်သင်္ကန်းတုံးရွာရမ်းမစုရွာဘက်ကိုတော်လန်အတိုင်းစစ်ကြောင်းနှစ်ကြောင်းဥယင်ကြီးရွာနဲ့အညာဖျားရွာဘက်ကိုစစ်ကြောင်းနှစ်ကြောင်းဖြန့်ကျက်ထိုးခဲ့တယ်လို့ဆိုပါတယ်မတ်လ9ရက်ဒီကနေ့နက်8နာရီခန့်မှာတော့အညာဖျားရွာအနီးကတဝဲခရိုင်အမှတ်1တရင်တီဝမ်းစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးနက်10နာရီဝင်းကျင်မှာစခန်းတချို့ကိုမိရှုဖျက်ဆီးခံရတာဖြစ်ပါတယ်အညာပြားရွာအနီးထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီရဲ့ဇဟာအမြောက်တက် ရှစ်မိုင်စစ်စေးရိတ်ဂိတ်နဲ့ရွှေကူတောင်စစ်စေးရိတ်ဂိတ်ကလက်နက်ကြီးနဲ့ပစ်ကူပေးနေတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။နေ့လယ်ပိုင်းမှာတော့တီဝမ်စခန်းနီးကိုလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တခုကတာဝန်ရှိသူတဦးကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုမှာလူထိခိုက်မှုအခြေအနေလေရင်အမျိုးအစားဘုံဒီအမျိုးအစားစတဲ့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။ ဥယျာဉ်ကြီးရွာကတာမိတာဖ၃ဦးလဲစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီးဖမ်းဆီးခံထားရတယ်လို့ဒေသခံတဦးကပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေရပြီးတချို့ရွာကဒေသခံတွေကတော့နေအိမ်မှာပဲဆက်လက်နေထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေတယ်လို့ပြောပါတယ်ကော်တောင်းခရိုင်ဗုတ်ပြင်းဒေသကထွက်တဲ့ငှက်တိုက်အကျန်းစည်းဟာ ပြီးခဲ့တဲ့နှစ်ကထက်တပိတ်တာကို10သိန်းလောက်ဈေးကျနေတယ်လို့ငှက်တိုက်မွေးမြူသူတွေနဲ့ရောင်းဝယ်သူတွေကပြောပါဗျ။ပြီးခဲ့တဲ့နှစ်ကငှက်တိုက်အကြံတပိတ်တာကိုငွေကျပ်30ကျော်ဈေးပေါက်ခဲ့ပေမဲ့အခုလက်ရှိမှာတော့တပိတ်တာကို30ဝန်းကျင်ပဲပေါက်ဈေးရှိတယ်လို့ဗုတ်ပြင်းမျိုးတွေကငှက်တိုက်ရောင်းဝယ်သူတချို့ကဆိုပါဗျ။ဗုတ်ပြင်းဒေသထွက်ငှက်တိုက်အများစုကိုမြိတ်မြို့မှာရှိတဲ့ကုံတွေတွေကအထူးကဝယ်ယူကြပါတယ်။ကုံတွေတွေကငှက်တိုက်အကျန်းထက် တန့်စင်ပြီးတဲ့ငှက်တိုက်ကိုဝယ်ယူမှုပိုများလာတာကြောင့်ငှက်တိုက်အကျန်းဈေးကျလာတာဖြစ်တယ်လို့ဗုတ်ပြင်းမျိုးနယ်ကငှက်တိုက်မွေးမြူနေတဲ့အမျိုးသမီးတူကပြောပါတယ်တန့်စင်ပြီးသားငှက်တိုက်အသံကတော့တပိတ်တာကို340ကျော်အထိပေါက်ဈေးရှိတယ်လို့ဆိုပါတယ်။ငှက်တိုက်ဈေးကောင်းရအောင်ငှက်တိုက်အကျန်းတွင်းမှာရှိတဲ့ငှက်သွေးစတွေနဲ့အမွှေးတွေကိုပြန်လည်တန့်စင်နေရတယ်လို့ငှက်တိုက်ရောင်းဝယ်နေတဲ့အမျိုးသမီးတူကပြောပါတယ်။အဲဒီလိုတန့်စင်ဖို့အတွက်အချိန်ပေးလောက်ကန်ရတယ်လို့ အလုသမားငားယမ်းစည်းရိတ်ရှိတာကြောင့်ငွေကုန်ကြီးကြပိုများတယ်လို့အဲ့ဒီအမျိုးသမီးကရှင်းပြပါဗျ။ဒါကြောင့်ဗုတ်ပြင်းမျိုးနယ်ကငှက်တိုက်မွေးသူတွေနဲ့အယောင်းဝယ်လုပ်သူတွေဟာငှက်တိုက်အကျန်းကိုပဲရောင်းချနေကြတာဖြစ်ပါတယ်။ဗုတ်ပြင်းမျိုးနယ်အပါဝင်တနင်္သာရီတိုင်းတွင်းကပင်လယ်အနီးကကျွန်းတွေမှာတဘာဝအလျောက်နေထိုင်တဲ့ငှက်တိုက်တွေရှိတယ်လို့ပင်လယ်နဲ့နီးတဲ့ဒေသတွေမှာလည်းငှက်တိုက်ကိုစီးပွားဖြစ်မွေးမြူပြီးငှက်တိုက်ထုတ်ယူရောင်းချနေကြတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်1နဲ့အပတ်စဉ်6တင်နန်းစင်တပ်သား2ဦးမွန်နဲ့တနင်္သာရီမှာစီရေးလှုပ်ရှားနေတဲ့ဒေါနာတယင်းထံကိုဗတ်ပြောင်းခိုလုံလာတယ်လို့ဒေါနာတယင်းထံကနေသိရပါဗျ။တဝူးကရှမ်းပြည်နယ်ဘာထူးတက်မြို့အမှတ်1ရာခန်နဲ့တက်ကြွကြီးလေ့ကျင့်ရေးတင်နန်းကျောင်းမှာအပတ်စဉ်1စစ်မှုထမ်းတင်နန်းတက်ခဲ့ရပြီးကြံတဝူးကတော့မွန်ပြည်နယ်ဝဲကလေးရွာမှာရှိတဲ့အမှတ်၄တက်မတော်တန်းမြင့်လေ့ကျင့်ရေးတင်နန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဉ်6တင်နန်းတက်ခဲ့ရသူတွေဖြစ်တယ်လို့သိရပါဗျ။တင်နန်းစီးမိတဲ့နောက်မွန်ပြည်နယ်ရေးမြို့နယ်အခြေဆိုင်ခမာယာ961တရင်မှာနှစ်ယောက်စလုံးတာဝန်ကြပြီးဖေဖော်ဝါရီလ28ရက်ကရေးမြို့နယ်မှာလမ်းကင်းယူထားတဲ့အချိန်လက်နက်မပါဘဲထွက်ပြေးလာကြတာဖြစ်ပါတယ်။ထွက်ပြေးလာပြီးတဲ့နောက်ဒေသခံတွေရဲ့အဆက်အသွယ်နဲ့ဒေါနာတက်ရင်တက်ခွဲသုံး ရေးပျောက်ကြားတပ်ဖွဲ့ထံကိုမတ်လ6ရက်မှာရောက်ရှိလာတာ ဖြစ်တယ်လို့ဒေါနာတက်ရင်ကဒုတက်ရင်မှုကပြောပါဗတ်ပြောင်းခုလုံလာသူ2ဦးဟာရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းကဒေသခံတွေဖြစ်ပြီးအာရမစစ်သားစုဆောင်းခံရသူတွေဖြစ်တယ်လို့ပြောပါဗ2025နှစ်စန်းပိုင်းမှာစစ်ကောင်စီဘက်ကနေဒေါနာတက်ရင်ထံဗတ်ပြောင်းခုလုံလာတဲ့စစ်မှုထမ်းတင်နန်းစင်း12ဦးရှိတယ်လို့သိရပါဗျ ပငင်းချမ်းရေးထိမ့်သိမ်းရေးတပ်တွေကိုယူကရိန်းမှာထားမယ်ဆိုရင်စစ်ပွဲမှာနေတိုးအဖွဲ့ရဲ့ဓာတ်ရိုက်ပါဝင်ပတ်သက်မှုလို့မှတ်ယူပြီးဒါကိုရုရှားဘက်ကခွင့်ပြုသွားမှာမဟုတ်ဘူးလို့ရုရှားနိုင်ငံသားရေးဝန်ကြီးစာဂေးလက်ဘရော့ကကြာတာပရင်းနေ့ကသတိပေးပြောဆိုလိုက်ပါတယ်။ယူကရိန်းစစ်အပြစ်ရရေးသဘောတူညီချက်ရပြီးရင်ယူကရိန်းမှာဥရောပငင်းချမ်းရေးထိမ့်သိမ်းရေးတပ်တွေကိုထားရှိသွားဖို့ဥရောပခေါင်းဆောင်တချို့ကအဆိုပြုလိုက်ပြီးတဲ့နောက်မှာ ရုရှားဘက်ကအခုလိုတုံ့ပြန်လာတာလည်းဖြစ်ပါတယ်။ရုရှားရန်ကနေဥရောပကိုကာကွယ်ရေးအတွက်အမှုမျိုးလက်နက်အသုံးပြုရေးအလားအလာကိုပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်ကအဆိုပြုလာတဲ့အပေါ်ရုရှားနိုင်ငံသားရေးဝန်ကြီးကဝေဖန်ပြောဆိုခဲ့တာပါ။ရင်သက်သမရရဲ့အဆိုပြုချက်ဟာအန်ဒီယေများပြီးလက်ရှိတင်းမာမှုတွေကိုပုံမဆိုးရွားသွားစေလိမ့်မယ်လို့ရုရှားနိုင်ငံသားရေးဝန်ကြီးကဆိုပါတယ်။နှစ်ဖက်စလုံးရဲ့သဘောတူညီချက်ရပြီးမှသာ ဥရောပငင်းချမ်းရေးထိမ့်သိမ်းရေးတက်တွေကိုထားခွင့်ရှိမယ်လို့သူကစက်ပြောပါတယ်။အမေရိကန်နဲ့ဗြိတိန်ရဲ့ထောက်လန်းရေးအကူအညီတာမရရင်ယူကရိန်းအနေနဲ့မစ်ဆိုင်းဒုံတိုက်ခိုက်မှုတွေကိုလုံဆောင်နိုင်မှာမဟုတ်ဘူးလို့ရုရှားနိုင်ငံသားရေးဝန်ကြီးစာဂေးလက်ဘရော့ကဆိုပါတယ်။အနောက်နိုင်ငံတွေကသာယူကရိန်းကိုလက်နက်ထောက်ပံ့မှုရပ်လိုက်ရင်ယူကရိန်းစစ်ပြီးဆုံးသွားနိုင်တယ်လို့လည်းသူကစက်ပြောပါတယ်။ ိုင်းနိုင်ငံမဟာချိုင်ဒေတာကစမော့စခွန်ဆေးရုံမှာဆေးကုသနေတဲ့မြမအလုသမားတူရဲ့မျက်စိတစုံကိုလိုအပ်တဲ့လူနာတွေကိုကုသနိုင်ဖို့မတ်လ6ရက်နေ့မှာဇနီးဖြစ်သူကပေးလှခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့နဲ့စမော့စခွန်ဆေးရုံကြီးရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။မျက်စိတစုံ ပေးလှခဲ့သူဟာမဟာချိုင်ဒေတာကစက်ရုံမှာဇနီးနဲ့အတူအလုပ်လုပ်ကင်နေသူ ဖြစ်ပါတယ်။ပဲခူးတိုင်းကဝမြို့နယ်ကံတော်ကျေးရွာဇာတိက သက်42နှစ်အရွယ်ကိုတက်ချူဟာမတ်လ3ရက်မှာ18ဘိန်းတက်ကုန်တင်ကားနဲ့တိုက်မိခဲ့ပါတယ်။စမုံစခွန်စေယုံကြီးမှာအေးပေါ်ကုသမှုခံယူရင်းမတ်လ6ရက်နေ့မှာတေဆုံသွားခဲ့တာဖြစ်ပါတယ်။လူနာမတေဆုံမီစေယုံအတွင်းကအမြင်အာယုံ ကုသဖို့လိုအပ်နေတဲ့လူနာတွေကိုကုသပေးနိုင်ဖို့မျက်စိတစုံကိုစေယုံဘက်ကအလှူခံခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။ ကိုသက်ချိုအတွက်နောက်ဆုံးကုသိုလ်ပြုလုပ်ပေးဖို့ဇနီးဖြစ်သူကမျက်စိတစုံကိုလှူဒန်းဖို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးတဝဲမှာအခောက်ရွှေဈေးဟာစိုက်ရောင်းစိုက်ဝယ်ဈေးဖြစ်နေပါတယ်။ရန်ကုန်ဈေးကွက်မှာတော့အခောက်ရွှေတစ်ချက်သားကို66သိန်း4000ကျပ်နဲ့ဈေးဖွင့်ထားပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေတစ်သိန်းကို980ဘတ်ဖြစ်နေပါတယ်။ နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါစမ်းမချမ်းသာကြပါစေကပ်ဘေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝဲခွဲသားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်